2025ခုနှစ်ဧပြီလ20တင်္ဂရီနေ့ Easter Sunday ထမြောက်အသက်ရှင်တော်မူသောနေ့ရဖြစ်ပါတယ်။ဒီနေ့ကိုဖခင်သည်ကျွန်တော်တက်တာတည်တဲ့မနေ့စောစောကနေစပြီးတင်းတာကလာမှာယူနာတော်တင်တဲ့တကွာခန်းစားပြီးပေါ်လာခြင်းလေရမယ်ခွင့်ရတဲ့ပြည့်စုံပြည့်ဖြစ်ရှင်တော်မှာပုံကြည်ပါစီပေါ့။ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းကျွန်တော်ခရိယန်အသက်ရှင်ခြင်းအတွက်တရားပြပြောရင်ခရိယန်ဘာသာတရားအတွက် အင်မတန်မှအရေးကြီးတဲ့နေ့ရက်တည်းဖြစ်ပါတယ်။အဲတော့ Easter Sunday ဆိုတဲ့ထမြောက်အသက်ရှင်တော်မူသောနေ့ရက်ဖြစ်ပါတယ်။ထိုရှင်နာမပုံကြည်ပါစေလို့။ Christmas ကတော့ဒီဇင်ဘာ25ရက်ဆိုပြီးတော့ပြီးကြတယ်။ဒါပေမဲ့ Easter လို့ခေါ်တဲ့ထမြောက်တော်မူရာနေ့ရက်တော့အမြဲတမ်းယူနေတယ်။တည့်ရက်သေးကိုတတ်တတ်မှတ်မှမရှိဘူး။အဲတော့ဘာကြောင့်ဆိုရင် Jewish calendar ဟိဗရဲအမျိုးသားတွေဂျူးလူမျိုးတွေရဲ့ပြက်ကလေးကနေပြီးတော့ကြည့်ပြီးတော့ တ်မှတ်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဆိုရှင်းစွာဖော်ပြလိုပါတယ်။ကောင်းလက်ရှိကိုရွေးနော်မဆိုရင်နှစ်စာနေပေါ်ဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရှင်ခဲ့တာရပ်ပေါင်း130တိတိရှိခဲ့ဖြစ်ပါတယ်။ကျွန်တော်ကလည်းရပ်ပေါင်း130ကိုဘယ်လိုသုံးဖြူခဲ့လဲဆိုတာပြန်ပြောင်းဆန်းစစ်စဉ်းစားဆင်ခြင်နှုံသွင်းကြအောင်။ကျန်ရှိသေးတာကတော့မနက်ဖြန်နေစပြီးတော့နှစ်ကုန်ထိ255ရက်ကျန်ပါသေးတယ်။ကျန်ရှိတဲ့နေရာမှာလည်းကာလရှိအောင်အကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့မှာ ရှေးဥစွာတိုက်တွန်းလို့ဆိုပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကချေပြမဲ့ကျမ်းစာကတော့ Corinth to Orasa ပထမစာဆောင်အခန်းကြီး15အပိုက်ငယ်7ဖြစ်ပါတယ်ယခုမှခရစ်တော်သည်သေခြင်းမှထမြောက်တော်မူကြောင်းကိုဟောပြောရသည်ဖြစ်၍သေသောသူတို့သည်ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည်အဘယ်ကြောင့်ဆိုရကြသည် နောက်ပါတော့ဒီအသက်ရှင်တဲ့ဆောင်းရဖြစ်တိုင်းကြောက်တိုင်းမော်ဖျားသခင်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ကောရိန္သုရစာပထမဆုံးသောခန်းကြီး15ဟာကျွန်တော်ခရိယံအသက်ရှင်ခြင်းအတွက်ခရိယံဘာသာတရားအတွက်အရေးကြီးတဲ့အခန်းတစ်ခန်းလည်းဖြစ်ပါတယ်အဲ့လိုပြောရရင်အခြားခန်းတွေရေးမပါဘူးလို့ပြောတာမဟုတ်ပါဘူးထမြောက်ရှင်တန်ခြင်းထမြောက်သက်ရှင်ကြောင်းဖော်ပြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်တမန်တော်ကြီးကဘာပြောလဲခရိန္သုများရှိယုံကြည်သူတွေကိုပြောတဲ့အခါယခုမှအဲ့ခရစ်တော်ဖျားသည် ထမြောက်အသက်ရှင်တဲ့ကြောင်းကတော့ဟောနေရတယ်။ဒါပေမဲ့မင်းတို့ထဲမှာအချို့ကထမြောက်ခြင်းမရှိဆိုပြီးတော့တေတော်သူတို့ဒီထမြောက်ခြင်းမရှိလို့ဘာလို့ပြောရကြလာလဲ။တေတဲ့သူတွေကတေချင်းမှပဲလမ်းဆုံးမှလား။အရှင်ရှုပြရောအနိစ္စရောက်ပြီးတော့ပဲတင်းချင်းတွေ့မှပဲလမ်းဆုံးနေဖျားလား။မဟုတ်ပါဘူး။ခုနကကျွန်တော်ပြောတဲ့အတိုင်းဒီနေ့ဟာထမြောက်ရှင်သန်တော်မူသောနေ့ blesses resurrection day ဖြစ်ပါတယ် hallelujah ကျွန်တော်တို့ကြီးအဲ့နဲ့ပတ်သက်ပြီးတော့ဒီကိလို့တင်လွန်သူတွေထမြောက်ခြင်းမရှိရင်အပိုက်ငယ်စောနေတော့အပိုက်ငယ်ဖတ်ကြည့်ရင်ဘာတွေ့ရလဲခရစ်တော်တည်ထမြောက်တော့မှာမဟုတ်ဘူးအော်ခရစ်တော်ထမြောက်တဲ့ကြောင့်တင်လွန်တဲ့သူတွေလည်းတနည်းဘာဖြစ်မလဲထမြောက်ကြရမယ်ပြီးခဲ့တဲ့ဧပြီလ6ရက်ကစပြီးဒီနေ့ထက်တိုင်အောင်ကျွန်တော်15ရက်တာတည်တည်မှာထမြောက်တော်မူခြင်းတရားကိုကျွန်တော်စဉ်းစားခဲ့ကြပါတယ်ဒီနေ့ Blessed Sunday စာမုန်နေ့လဲနေ့လဲ7တိုင်းမှာလဲဒီအကြောင်းကပဲထပ်ပြီးတော့စဉ်းစားအောင်မှာဖြစ်ပါတယ်ကျွန်တော်တည်တဲ့သူဘာလို့မထမြောက်လို့မင်းတို့ထင်ရဘာလို့အချို့ကပြောရတာလဲသူတွေမထမြောက်ရင်ခရစ်တော်တည်လဲထမြောက်တော့မမူခရစ်တော်ထမြောက်တော့မမူရင်ငါတို့ဟောပြောခြင်းမှာအကျိုးမရှိမင်းတို့ယုံကြည်ခြင်းလဲအကျိုးမရှိဘူးအဲ့ဒါမကငါတို့ကဖျားသခင်အမှုမှာမမှန်သောသက်သေခံနေ false witness ဒါလည်းဖြစ်ကြမှာပေါ့ အကြောင်းမူအပ်သည်လောကသူတွေထမြောက်ခြင်းမရှိလင်ဘုရားသခင်သည်ခရစ်တော်ထမြောက်တော်မူမူတော့ငင်းချက်ပေးနေတာခရစ်တော်ဟာအီကန်စစ်တေချင်ထမြောက်တယ်။ဟောတင်လောသူတို့ဒီထမြောက်ခြင်းမရှိလင်ခရစ်တော်သည်ထမြောက်တော်မူခရစ်တော်သည်ထမြောက်တော်မူမူလင်တင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိဒုစရအပြည့်အောင်မှာမရှိနေသေးတယ်။ဘာဆက်ပြောလဲ။ထိုမှသာခရစ်တော်ယုံကြည်၍အိပ်ပျော်သောသူတို့သည်ဆုံးရှုံးခြင်းသို့ရောက်ရမှာ။အနိစ္စယောတွေဆုံးရှုံးပြီပေါ့။ ငါတို့ဒီခရစ်တော်မှုပြု၏ယခုပွား၌သာမျော်လင့်เสียရှိရင်အခြားသောတော်ပေါင်းတဲ့ပါ၍စင်းရတဲ့သူဖြစ်တယ်။တော့ထမြောက်တော်မူခြင်းအရှင်ရှုမှာဖြစ်ခဲ့တဲ့အတိုင်းအရင်နေ့ရက်လည်းစဉ်းစားခဲ့ပြီးပါပြီ။ထမြောက်ခြင်းနှစ်မျိုးရှိတယ်။ဖြောက်မဲ့သူတွေထမြောက်ခြင်းနဲ့ဟာလားအပြစ်သားတွေထမြောက်ခြင်းနှစ်တောင်กว่าတယ်လို့ကျွန်တော်ပြောခဲ့ပြီးပါပြီ။ဒိုင်လာခန်းကြီးဆက်နှစ်ကိုဝေငှရင်းနဲ့ကျွန်တော်ပြောခဲ့ပြီးပါပြီ။တကယ်တော့အားလုံးထမြောက်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကြတော့ယုံကြည်သူတွေကြတော့အသက်ရှင်ခြင်းထာဝရဘုံတည်အတွက်ထမြောက်မှာဖြစ်ပါတယ်ဟာလေလုယာအပြစ်သားတွေကတော့ထာဝရရှက်ကြောက်ခြင်းထာဝရအသိပြည့်ခြင်းအတွက်စီရင်ခံဖို့အတွက်ထမြောက်ကြမှာဖြစ်ပါတယ်ဒါကြောင့်ထမြောက်ခြင်းမရှိလို့ဘာလို့ပြောကြတာလဲဒီနေ့ကျွန်တော်တို့တရားနာပိသတ်ထမအောင်ထမြောက်ခြင်းမရှိဘူးလို့ပြောနေတော့မယ်လားဒါဒီနေ့စဉ်းစားဖို့ဖြစ်ပါတယ်ထမြောက်ခြင်းဒီအေကန်စစ်စစ်ဖြစ်ခဲ့ပြီးဖြစ်ပါတယ် တို့ရှင်နာမပုံကြီးပါစေကျောင်းတော်ရင်နှုတ်ကတော်နဲ့ဝင်ငါကြပြင်းရောက်တဲ့မှာဖခင်သည်အတ္တတပံပြန်လိုက်ကောင်းကြီးပြပါစေတော့ဆုတောင်းနေကြပါစို့ပြီးတော့ရှင်ဖဖျားသာရမြတ်သခင်ယေရှုဖျားရဲ့တည်ခြင်းကိုရှင်ပြန်ထပ်ပြနေနေ့ဒီဒီနေ့ Easter Sunday ထမြောက်တော်နေ့ရမှာကောရိန္သုမှာရှိတဲ့ယုံကြည်သူတို့ချို့ကတည်တဲ့သူတွေမထမြောက်ဘူးလို့ပြောနေတယ်လို့ဖော်ပြပါတယ်တကယ်စစ်စစ်အရှင်ရှုဖျားသည်ထမြောက်ရှင်တန်တဲ့အတွက်ကြောင့်သာတို့လည်းဒီနေ့ထမြောက်အောင်မှာဖြစ်ပါတယ် ဒီအကြောင်းအရသာတို့စိတ်ချမှုနဲ့တူပြီးခဲ့တဲ့14ရက်ဒီနေ့ပေါဝင်15ရက်တာကတော့စဉ်းစားခဲ့တဲ့သတင်းစကားတွေကိုပြန်ပြောင်းဆန်းစစ်ပြီးတော့ထမြောက်တော်မူခြင်းမှာစိတ်ချမှုနဲ့သွာလာစရာအကြောင်းဖြစ်စေဖို့မဆာပြပြန်လမ်းပြပြီးတော့ပို့ဆောင်ကောင်းချီးပေးပါမိကြောင်းထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာမ၌ကြီးစွာချီးမွမ်းပြီးအနှံ့ကြပါတော့ဖခင်သခင်အာမင်ကျွန်တော်နှစ်ချက်ပြောခြင်းပါတယ်ပရောဖက်ချက်ကတော့မရပန်27ရက် ်မှတ်မိကြမယ်ထင်တယ်။မိဘများတမတရားစီစဉ်ရှိတယ်လို့ဖော်ပြလိုပါတယ်။မနဖာမွန်းတက်ဆက်နိုင်ချိန်မှာဖြစ်ပါတယ်။နောက်ဖြစ်နိုင်လို့ရှင်အကြံပေးချင်တာပါ။ပြီးခဲ့တဲ့ April 6ကစပြီးဒီနေ့ပေါ့20တိုင်အောင်ကျွန်တော်နှစ်ပတ်နဲ့တစ်ရက်ပေါ့လေ။အဲဆန်ခါရတီတီဖတ်မြောက်ရှင်နဲ့ပတ်သက်ပြီးစဉ်းစားခဲ့ပါတယ်။အချိန်ရမှာဆိုရင်အားလည်းအားလုံးတောက်လျှောက်ကြည်ကြရအောင်။သက်တာအတွက်ထူကြတဲ့ကောင်းချီးမင်္ဂလာဖြစ်မယ်လို့ယုံကြည်မျှော်လင့်ကြောင်းဖော်ပြလိုပါတယ်။ ရောက်တော့မှာဖျားသခင်သည်ကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။